စာလံအခန်းကြီး90နှင့်အခန်းငယ်တမ23တကိုးကြီးသောဖရာသခင်နေဟူသောထာဝရဖရာသည်ญาတိတ်ပေးတော်မူ၏နေထွက်ရာမှသည်နေရာတိုင်းအောင်မြေကြီးကိုခေါ်တော်မူ၏အတရေတင်းတယ်ခြင်းပြည့်စုံရာဇီးအုံတော်ပေါ်မှဖရာသခင်ဤရောင်ကြီးတော်သည်ထွန်းပ၏ငါတို့ဤဖရာသခင်ကြောက်ရတော်မူ၏တိတ်ဆိတ်စွာ နေတော်မူရှေ့တော်၌မီးလောင်လျက်ပဝန်းကျင်၌မိုင်းတက်မုန်၌ပြင်းပြလျက်ရှိ၏ မိမိလူတို့ကိုစစ်ကြောစီရင်ခြင်းအလိုငှာအထက်ကောင်းကင်ကိုရင်မြေကြီးကိုလင်းခေါ်တော်မူလျက်ရစ်ပူဇော်သောအဖြစ်ငါနှင့်ပရိညင်ဖွဲ့သောငါဤတန်ရှင်းသူတို့ကိုငါထံသို့စုဝေးစေကြဟုမိန့်တော်မူ၏ဖရာသခင်သည် ကိုရော်တိုင်းတရားဆုံးဖြတ်တော်မူသည်ဖြစ်၍ဖြောင့်မတ်တော်ခြင်းအကြောင်းကိုကောင်းကင်တို့သည်ထင်ရှားစွာပြကြလိမ့်မည်ငါဤလူများတို့နားထောင်ကြငါပြောမည် ဩဒေယီလအမျိုးတင့်တပတ်၌ငါတသက်ခံမီငါသည်ဖျားသခင်ဖြစ်၏တင်းဤဖျားသခင်ဖြစ်၏မိရှို့သောယင်မာဆာ၍ရစ်ပူဇော်ခြင်းမျိုးမျိုးအတွက်ငါသည်တင်း၌အပြစ်မတင်ထိုရဲတို့သည်ငါရှိမှအစဉ်ရှိကြ၏တင့်အိမ်ထဲကနွားကိုရင်းတင့်ချံထဲကစိတ်ထီးကိုရင်းငါမခံမီယူတော်တရိษံရှိသည်များတို့နှင့်တထောင်သောတောင်ပေါ်မှရှိသောတရိษံတို့သည်ငါ၏ဥစ္စာဖြစ်ကြ၏ တောင်ပေါ်မှာနေတတ်သောငှက်အပေါင်းတို့ကိုငါသည်တောသားရဲတို့သည်ငါ၌ရှိကြ၏ငါသည်ငှက်မွလျင်တင်းကိုမပြောလောကဓာတ်နှင့်လောကဥစ္စာသည်ငါ၏ဥစ္စာဖြစ်၏ငါသားကိုငါစားမည်လော စိတ်သွေးကိုငါတောက်မည်လောကျေးဇူးချီးမွမ်းခြင်းရစ်ကိုဖျားသခင်အားပူဇော်လော့တစ္ဆာဂရိထားသည့်အတိုင်းအမြင့်ဆုံးသောအရာ၌တစ္ဆာဝတ်ကိုဖြေလော့အမှုရောက်သည့်ကာလ၌ငါကိုပဋ္ဌာန်းပြုလော့ငါသည် ကယ်လွတ်မည်တင်သည်လဲငါကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏မတရားသောသူကိုကားတင်သည်ငါ၏အထုံးဖွဲ့တို့ကိုကြားပြော၍ငါ၏ပရိညင်တရားကိုမျက်စိုခြင်းကအပေသို့ဆိုင်သည်နီဆုံးမတုံတင်ခြင်းကိုတင်သည်မုံ၍ငါစကားကိုတင်းနောက်၌ပြထားပါသည်တကားတင်သည်တကိုးကိုမြင်လျင်သူနှင့်သဘောတူတတ်၏သူမယားကိုပြမှားသောသူတို့နှင့်ဆက်ဆံတတ်၏ တင်ဤနှုတ်ကိုဒူးစရိုက်၌အနံ့၍တင်ဤရှာဖြင့်မှုတာကိုစီရင်တတ်၏တင်ဒီထိုင်လျက် ကိုညီအကိုကိုစန့်ကျင်ဘက်ပြု၍ပြောဆိုတတ်၏ကိုအမိသားကိုဆဲရေးတတ်၏ထိုတို့ချင်းရင်ငါသည်တိတ်ဆိတ်စွာနေသောကြောင့်ငါကိုတင်နှင့်တူသည်ဟုထင်လေပြီးတကားတင်ဤအပြစ်ကိုငါပေါ်ပြ၍တင်းမျက်မှောက်၌ခင်းထားမည် ုရားသခင်ကို မေ့လျှော့တော်သူတို့ဤအမှုကိုစင်ကျင်ကြလော့သို့မဟုတ်တင်တို့ကို ကဲနှုတ်တော်သူမရှိငါသည် အပိုင်းပိုင်းဆွဲဖြက်မည်ကျေးဇူးချီးမွန်ခြင်းရစ်ပူဇော်တော်သူသည်ငါ၏ဘုန်းကိုထင်ရှားစေတော်သူဖြစ်၏မိမိသွားသောလမ်းကိုစင်ကျင်တော်သူအားလည်းကဲတင်တော်မူခြင်းကျေးဇူးကိုငါပြမည်ဟုဖုရားသခင်မိန့်တော်မူ၏ဆာလံအခန်းကြီး90နှင့်အခန်းငယ်23